ကောက်ကရဲမြို့အနီးကကျေးရွာတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့ဒေသခံတွေကိုဖမ်းဆီးလန်းပြခိုင်းတာမြေပြင်နဲ့ဝေဟင်ပြစ်ကူရယူပြီးစစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အောက်ခတ်ပေးပို့ထားပါတယ်ရှင်။ကင်းပြည်နယ်ကောက်ရဲမြို့နီးကကျွာတွေကိုစစ်ကော်မရှင်တပ်ကအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်မှုမြေပြင်နဲ့ဝင်ပစ်ကူရယူပြီးစစ်ကြောင်းထိုးနေပါတယ် ဒါအပြင်မြေပြင်ကနေနေမြစုံမှုနိုင်ကိုတိုးတက်သောဗုဒ္ဓဘာသာကင်းရူရတက်မတော် DKBA ပို့ပြီးဖွဲ့နေချမ်းတော့တက် BGN ကင်းငင်းငင်းကောင်စီ KNU KLPC ရဲ့ကူညီနဲ့စကြောင်းထိုးနေတာကြောင့် KLL ပူးပေါင်းတက်တွေနဲ့နေတိုင်းလူလူတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အင်းစေရေးချင်းတွေအရအခုဆိုရင် BGN DKBA စီပါလမ်းမပြပဝင်တယ်လို့တရားတာတွေလည်းရှိတယ်ဗောနော်အဲ့ဒါနဲ့ဒီ drone my 12အဲ့ဒါနဲ့ တင်းပြပြပြီးတော့အဲတက်နေတာတော့ရှိတယ်အခုလက်ရှိချိန်ကြီးလဲကျွန်တော်တို့ဆက်လက်ခုခံပြီးတိုက်ပွဲတွေဖြစ်ပွားလေးရရှိတာပဲနော်ဒီရွာသားတွေပတ်သက်ပြီးတော့ကျွန်တော်တာတော့တောက်ဆော့ပဲရွာသားတွေဖန်တယ်တပြခိုင်းတာတို့ပါတို့လောက်တာတော့ရှိတယ်ခင်ဗျစစ်ကော်မရှင်တက်နေတဲ့သူကင်းငင်းငင်းကောင်စီပေါဝင်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီးဗတ်တစိတ်အုံပြူပြီးထင်အောင်ထင်မှားဖြစ်အောင်လှုပ်ဆောင်နေသလားအသေးချာမသိနိုင်သလို ကဲကဲလေးပီစီအင်းနေနဲ့လည်းလည်းကဲပြိပခရွှေချနိုင်မှုနဲ့ချုပ်ယွနိုင်မှုကိုပဲအစင်တစိုက်လမ်းရှာလာတာပဲရှိတယ်လို့ကဲယူကဲလေးပီစီပြောခွင့်ရဘုံကြီးစောကြောင်ညွန့်ကပြောပါတယ်အဒီလိုမျိုးစီပြိပခပြနေတဲ့အချိန်မှာလည်းဘယ်ဘလို့အဖွဲ့အစည်းဘလို့ပုဂ္ဂိုလ်ကနေပြီးတော့ကျွန်တော်တို့ရဲ့ bed site ကိုအတူပြုပြီးတော့များတခုခုဖြစ်နေတလားအဲ့လိုမျိုးဒါပြောင်းထိမှလေးဖြစ်နေတလားဆိုတာတော့ ဒါကလည်းပဲအတေပြတော့မသိနိုင်ဘူးကျွန်တော်တို့အနေနဲ့ကတော့ဒီဘလူမမလုံးဆန်တာတဲ့ဒီလက်နက်ပြစ်ပစ်ကကြားရဲမှာပေါ့လေကျွန်တော်တို့အနေနဲ့ကတော့ခုနကလက်နက်ပြစ်ပစ်ကကျွန်တော်တို့ကကျေပြန့်လာအောင်ရှင်းတန်းလာအောင်ကျွန်တော်တို့တောင်းအပ်ပြီးဆောင်ရွက်လုပ်တဲ့စိတ်ရှိဘူးလက်နက်ပြစ်ပစ်ကရှော့ချနိုင်ဖို့ချုပ်ငြိမ်းနိုင်ဖို့ပဲကျွန်တော်တို့ကအစဉ်အဆက်ဟိုလမ်းရှာလာတာပဲရှိပါတယ် နှစ်ဖက်တိုက်ပွဲနေနဲ့စစ်ကောင်ကြီးစစ်ကြောင်းတွေစစ်ကြောင်းထိုးနေတာမြေပြင်ကနေရင်းနဲ့ကြီးပစ်ခတ်တာနေကြောင်းကနေဘုံကျဲနေတာကြောင့်ထီဘိုးဆန်နန်းရွှေမေမိဖာလဲနောင်တပွဲနောင်အကိုင်းနောင်ထပ်ပံမြဘကိုင်းနောင်မီစတဲ့ကျွေးရနေဆယ်ကတောင်းနဲ့ချီတဲ့ဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်ရပါတယ်စစ်ဆောင်တွေရဲ့ကြီးရော်တွေအတွင်းကိုနည်းနည်းကြီးပစ်ခတ်တာဒရုန်းပြင်ဝိုင်ရွဲနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်နေအိမ်တွေထိခိုက်ပျက်စီးကုန်ပြီလို့ဒေသခံတွေကပြောပါတယ် ။နည်းနည်းကတော့တော်တော်ဝတ်ချင်းနဲ့ပြည်တာပြင်မခင်။ကျားတော့ဟိုအကောင့်ဖြေရတယ်ပြည်။နော်ကိုင်းတော့ဘာလို့မှပြည်။ဒီတော့အာပြည်တော့ပြည်တာဟိုဥပဒေယူအောင်မပြရေးနေတော့ကျွန်မလေရတယ်။နည်းနည်းလို့တော့ဒီလေးတာသာထိုင်လာတော့အမှားလည်းပြူကုန်ပြီလေအိမ်လေးပါလေအများကြီးပြူကုန်ပြီ။ဘုံကြောင်းနေပါတယ်အခုတော့ကဲတော့ကျွန်တော်မရှိဘူးဆိုတော့အေးသေးပါသေးရှိတော့လူတွေလည်းမပြန်သေးဘူး။ဟုတ်တယ်ကျွန်တော်ဖန်တတ်ကြတော့။ဩမပြန်ရဲကြောင်းရတော့ တော့လည်းဒီကျခါကျရဲ့အဲမတင်ပါတဲ့လူတွေကတော့သူတို့ဖြစ်ပါဘောဒီရဲကြောက်ကြတော့တော်လူတွေပါစစ်ကော်မရှင်ကမြန်မာတိုင်းနိုင်ငံအဓိကကုံသွင်းနေကြောင်းဖြစ်တဲ့ကိုရီးမျိုးလူအချက်လမ်းပိုင်းကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်မှုနဲ့ရေကောက်ပွဲမတိုင်မီနေမြအောင်ဆုံးမနိုင်မှုစ조사နေပါတယ်။ဒါကြောင့်ကင်းမျိုးသားစီယုံဂေယူတက်မှာ၆နေမြေကော့ကရိတ်ဒူးလျာခိုင်တွင်ကို စစ်ကောင်မရှင်ကလူအင်အားလက်နက်ခဲယမ်းဖြည့်တင်းပြီးစစ်ရေးရှင်မြင့်ဒုစစ်စင်းနေတာပါကျွန်တော်အောင်ခံပါ